မင်္ဂလာပါကျမကေခိုင်ပါ DPP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်2015မှာပြည်သူရွေးချယ်ထားတဲ့အယက်သားအစိုးရနဲ့မေးရလက်တွေကိုပေးဖြတ်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ကောင်းဆောင်ဟာရွေးကောက်ပွဲထက်လုပ်ပြီးတော့ပြည်သူမေးပေးတဲ့အစိုးရကိုအာဏာလွှဲမယ်လို့ထပ်မံပြောကြားလာပါတယ် စစ်ကောင်ဆောင်မေအောင်လိုက်ကနိုင်ငံရေးနည်းလမ်းကိုတွဲစစ်တွဲဆုံဆွေးနွေးခြင်းနဲ့တအဖြစ်ရှာတင်တာကြောင့်ငင်းချေရေးဆွေးနွေးပွဲတွေကိုကြိုးဆိုလမ်းဖွင့်ထားရလို့ဇွန်လ25ရက်နေ့နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ငင်းချေရေးဖိုရမ်မင်ခွန်းမှာအခုလိုထည့်သွင်းပြောဆိုတော်တာပါအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းအမျိုးသားအကာအကွယ်နဲ့လူ့ကြုံရေးကောင်စီရဲ့အဆုံးအဖြတ်နဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ပြည်သူတွေမေးပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးတော့မှာဖြစ်တယ်လို့ဆိုပါတယ် ဒီငင်းချင်းရေးဖိုရမ်မှာအဖွဲ့အမားစကားပြောကြားခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လိုင်ကနိုင်ငံရေးဆွေးနွေးမှုငင်းချင်းရေးဆွေးနွေးမှုတွေလုပ်ကြဖို့အကြိမ်ကြိမ်ပြောဆိုခဲ့တာပါစစ်ကောင်ဆောင်ကငင်းချင်းရေးအတွက်တွဲဆုံဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမဲ့လေစစ်အုပ်စုကမက်လာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့်လူသားဆာနာမှုအကူအညီတွေပေးနိုင်ဖို့ငလျင်ပြန်လည်ထူထောင်ရွေးတဲ့လှုပ်ဆောင်ဖို့ဆိုပြီးယာယီအပြစ်ရကြောင်ကြီးညာခဲ့ပေမဲ့အပြစ်ရကြောင်ကြီးညာထားတဲ့ကာလအတွင်းမှာပဲလေချောင်းတိုက်ခိုက်မှုတွေမြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ DPP ကစုဆောင်ထားတဲ့အချက်လက်တွေအရယာယီအပြစ်ရကြီးညာပြီးနောက်ဇွန်လ18ရက်နေ့အထိလေချောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်600ထက်600ထက်မနည်းသေဆုံးခဲ့လို့သိရပါ ပါရရှင်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကောင်ဖြူမြို့နယ်တွေထဲမှာရှိတဲ့ရဲကုံမဲတလေးအမြန်လန်ဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့တွေအခြေချထားတဲ့စခန်း၉ခုကို PDF နဲ့ KNLA ပူပေါက်တက်တွေကဇော်လာ25ရက်နေ့ဒီနေ့မနက်အစောပိုင်းကတပြိုင်တည်းဝင်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီအဖွဲ့ဝင်အယောက်20ထပ်မင်းတည်ဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင်စစ်တုံးဘက်ဒုရဲအုပ်တယောက်အပအဝင်၃ယောက်ကိုလည်းဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်မျိုးစုံ16လက်ခေရန်နဲ့73ပစ္စည်းအမြောက်အများလေးတင်စီရရှိခဲ့ပါတယ်။ ဲ့ဒီတိုက်ပွဲတွေထဲမှာတော်လရဲတပ်ဖွဲ့တွေဘက်ကရဲဘော်တယောက်ကြာဆုံးခဲ့ပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အယူကြီးကထုတ်ပြန်ထားပါရဲ့ရှင်လူကုန်တိတ်ခကြဆင်းစေတဲ့ဆက်ဆံမှုဒါမှမဟုတ်ပြည်တံပင်မှုစမ်းချင်ရဲ့နိုင်ငံတကာသဖော်တူစာချုပ်မှာမြန်မာနိုင်ငံကအခုချိန်ထိလက်မှတ်အရေးထိုးထားတာမရှိသေးဘူးလို့သိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါရဲ့ရှင်။ဇွန်လ26ရက်ကမြန်မာနှိပ်စက်ခံရသူတွေကို ူညီထောက်ပံ့ရေးနိုင်ငံတကာနဲ့ International Days in Support of Victims of Torture ဖြစ်ပါတယ်။မြန်မာနိုင်ငံကတော့လူကုန်သိက္ခာကြာဆင်းစေတဲ့ဆက်ဆံမှုဒါမှမဟုတ်ပြည်တံပေးရေးစံချိန်ရေးနိုင်ငံတကာသဘောတူစာချုပ်မှအခုချိန်ထိလက်မှတ်ရေးထိုးထားတာမျိုးမရှိသေးပါဘူး။အနာမသိခင်အရက်သားအစိုးရလက်ထက်မှာတော့လက်မှတ်ရေးထိုးဖို့လွှတ်တော်မှအစိုးတင်သွင်းခဲ့တာမျိုးရှိခဲ့ပေမယ့်စစ်တပ်အဖွဲ့ဝင်တွေရဲ့ကံကွက်မှုတွေကြောင့်ကျိုးပတ်မှုကအရာမတင်ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့အဖွဲ့ဝင်နိုင်ငံပေါင်း190ကျော်ရှိနေပြီးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ညမန်နေဆက်မှုတွေရက်ဆက်ကြံကြုံမှုတွေဒါမှမဟုတ်လူကုန်ဒိက္ခာကြဆင်းစေတဲ့ဆက်ဆံမှုတွေနဲ့အပြစ်ပေးရေးယူတာကိုပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်ဒီနေ့အချိန်ကြီးတယ်လက်မှတ်ထိုးတာလက်မှတ်လုံးဝမထိုးရသေးပါဘူးဒါကလည်းကျွန်တော်တို့နိုင်ငံမှာညမန်နေဆက်မှုတွေကိုတခြားကျူးလွန်နေတဲ့ဒီစိတ်အုပ်စုကတော့တည်ကြရတယ်ဗျဒီလိုစာချုပ်မျိုးတွေကိုဘယ်တော့မှလက်မှတ်ရေးထိုးမှာမဟုတ် တို့လက်မှတ်ရထုတ်လို့ရှိရင်တို့ဂျိုးဝင်တို့ဆိုမှာပဲလေဒါမဲ့ကျွန်တော်တို့တစ်ချိန်မှာတော့ကျွန်တော်ဒီလူစာချုပ်စာတမ်းတွေကိုလူခွေရင်းနဲ့ဆိုင်နေစာချုပ်စာတမ်းတွေကိုကျွန်တော်တို့နိုင်ငံအနေနဲ့လက်မှတ်ရထုတ်ဖို့အင်မတန်အရေးကြီးပါတယ်လက်မှတ်ရထုတ်တင်ပါတယ်ဘောနော်ဒီရပါကျွန်တော်တို့နိုင်ငံမှာခေတ်အဆက်ဆက်ညမနေဆက်မှုကိုကျူးလွန်တဲ့လူခွေချုပ်ပေါင်းမှုကိုအဲကျူးလွန်ခဲ့ကြတဲ့သူတွေကပြစ်ပေးရေးယူခံရခြင်းရနေပြီးတော့ကင်းလွတ်ခွင့်ရခဲ့တယ်။ဒါကျွန်တော်တို့နိုင်ငံမှာခေတ်အဆက်ဆက်အာဏာရှင်အဆက်ဆက်မှာ ဘယ်သူမှအပြစ်ပေးအရေးယူခံရတာမရှိခဲ့ဘူးကျွန်တော်တို့သိကြတယ်ကျွန်တော်ဒီမျိုးဒေါ်လန်ရေးကဒီအမူအကျင့်တွေအားလုံးတက်ဖြစ်သွားမှာဖြစ်တယ်စစ်ကြောရေးနဲ့အကျဉ်းထောင်တွေမှာညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်တည်ဆုံသွားသူတွေက2021ခုနှစ်ကနေ2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ထိကိုစုစုပေါင်း289ရောက်ရှိတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတင် AAPP ရဲ့စင်တွေရာတည်ရပါတယ်။ဒီနှစ်တာအတွင်းညှဉ်းပန်းနှိပ်စက်ခံရလို့တည်ဆုံခဲ့သူတွေက ရဲစခန်းတွေမှာ39ရောက်စစ်ကြောရေးမှာ132ရောက်နဲ့နိုင်ငံတော်ဝန်အချင်းထောင်တွေမှာ109ရောက်ရှိခဲ့ပါတယ်။လက်ရှိမှာတော့လက်နက်ကင်ပရိပခါတွေအတွင်းပုံမှုဆိုးရတဲ့ကျူးလွန်မှုတွေဖြစ်ပွားနေတာဖြစ်တဲ့အတွက်ဒီလိုအခြေအနေတွေမှာကျူးလွန်ခံရတဲ့နေနာသူတွေကိုလိုအပ်တဲ့ပတ်မှုမှုတွေနဲ့လိုအပ်တဲ့တရားမျှတမှုတွေလည်းဖော်ဆောင်ပေးဖို့လိုအပ်တယ်လို့အန်ယူဂျီကဆိုပါတယ်။နှိမ့်ဆက်ညှဉ်းပန်းမှုကိုခံစားနေရတဲ့ပြည်သူတွေရဲ့အခြေအနေကအခုချိန်ထိရှိနေတော့မှာ။ အချမ်းပဲဆေးအုပ်စုကနေရာတိုင်းမှာနှိမ့်ဆက်မှုလုပ်ဆောင်နေတယ်။ဒီကိစ္စတွေကိုကျွန်တော်တို့ကကျူးလွန်ခံရတဲ့သူတွေအတွက်အရေးပေါ်ချက်ချင်းလိုအပ်တဲ့ကူညီမှုတွေလိုအပ်တယ်လို့ဒီလိုမျိုးနှိမ့်ဆက်ညှိမှတ်မှုရဲ့ရလဒ်တွေကတမိုင်းတစ်လျှောက်မှာ ထိခိုက်နိုင်တဲ့အတွက်ပြန်လည်ကူစားပေးဖို့အထူးရည်ကြီးပါတယ်။နှိမ့်ဆက်ညှိမှတ်ခံရတဲ့သူတွေကြုံတွေ့ရတဲ့စိတ်ပိုင်းယုတ်ပိုင်းကျင့်တတ်စွာနာကျင်မှုကိုကာကွယ်ကူညီစောင့်ရှောက်ပေးတဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုစီစဉ်နေကျမ်းမာရေးရ ကူညီဆောင်ရှောက်မှုတွေကျွန်တော်လိုအပ်တယ်။ဒါအပြင်နောက်ဒါမျိုးမဖြစ်ဖို့အတွက်အကြမ်းဖက်စစ်တပ်အပါအဝင်ဘယ်သူမှဒါတွေကျူးလွန်မှုမဖြစ်နိုင်မှုအတွက်ဥပဒေရေးရာရနိုင်ငံကစံချိန်စံညွှန်းနေတဲ့အညီပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်။၂022ခုနှစ်ကနေ2025ခုနှစ်မေလ31ရက်နေ့အထိစစ်တပ်ရဲ့ညှဉ်းပန်းနှိပ်စက်မှုနဲ့သက်ဆိုင်တဲ့လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း430ခုရှိခဲ့တယ်လို့ မြို့သားညီညွတ်ရေးဆိုရလူခွင့်ရေးဝန်ကြီးဌာနရဲ့ချက်လက်တွေအားတည်ရပါတယ်။ကျွန်မဝေပါ။ဒီပီပီရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကကေခိုင်ပါ